ဘာကြီးရဲ့နေစီလွာပြောင်းဆောင်သွားတဲ့အခါဝရဟဝဏ္ဏမင်းကြီးတမုတ်တရားအောင်ဆင်းသွားရပြီးပြောင်းဆောင်နေတဲ့နေစီလွာကြီးကိုပြင်နေယူဆောင်လာရင်ကြီးလေးတဲ့တာဝန်တွေကိုပြင်းပြအောင်မြင်စွာနဲ့ထမ်းဆောင်နိုင်မှလားဆိုရန်ဒီခုံစည်းလှုပ်ရှားဖွယ်ကြည့်ရှုရမယ်။ဘာကြီးကိုကဲတင်မဲ့ဝရဟဝတ္တမဟာနဝတ်မင်းအကြောင်း တခါကနတ်ဒီဝါတို့နဲ့အသူရာနတ်တို့အမြူတေနဲ့ရေရရှိဖို့မန္တာလတောင်ကိုဆုံလဲကြိတ်ချခြင်းနာလာယနာနမင်းကြီးက ကူလာမာဝတန်အီယာမနက်လိတ်ကြီးအဖြစ်ကိုရောင်ဖန်ဆင်းလိုက်ပြီးမန္တလာတောင်ကိုမတင်ထားနိုင်ခဲ့ပြီးနောက်အမြုတေနဲ့ရေအောင်မြင်စွာပေါ်ပေါက်လာပြီးနတ်ဒီဝါတို့ကိုအတူရာနတ်တို့ထက်အရင်အမြုတေနဲ့ရေတောက်သုံးနိုင်ဖို့နတ်မင်းကြီးကအောင်မြင်အောင်ကူညီပေးခဲ့ပြီးနောက်နာလာယနနတ်မင်းကြီးကမိမိဘုံဌာနရှိရာကိုပြန်သွားခဲ့ပြီးမောပန်းမှုကို အပန်းဖြေရင်းအနားယူခဲ့တယ်။ နမင်းကြီးရဲ့နတ်ပုံဗိမာန်တကားကြီးကိုဆောင်းလျှောက်ပေးကြတယ်။နမင်းဖီယာနဲ့နမင်းဖီချီယာတို့ဟာ နာလာယနာနမင်းကြီးအနာယူခြင်းကိုမိသူမြတ်မနှောက်ရှက်နိုင်အောင်ဆောင်ကျက်ကြတဲ့။သို့ပင်မဲ့မထင်မှတ်ပဲမြမာမင်းကြီးရဲ့တမန်တော်လေးဦးဖြစ်တဲ့စွန်ကစနန္ထနာစနာတနာစနန္ဒကုမန်စားတဲ့ တမန်တော်တို့ဟာနာလာယနာနမင်းကြီးနဲ့တွေ့ဆုံဖို့ရောက်ရှိလာကြတဲ့။ဒါပေမဲ့လည်းနမင်းကြီးရဲ့ပုံမိမ့်မှန်တကားကိုစောင့်ချက်တဲ့နတ်သားနှပါတို့ကတကားရှိကိုတားဆီးပြပင်ခဲ့ကြပြီးတမန်တော်တွေဟာကလင်းငယ်တတားဖြစ်ကြပြီးတကူကြီးတဲ့နမင်းကို တွေ့ဆုံဖို့ရောက်လာကြသလားဆိုကအထင်သေးပြောဆိုလိုက်တဲ့။ တကယ်တမ်းကျတော့တမန်တော်လေးဥရောဟာနှစ်ပေါင်းထောင်ကြီးပါရမီဖြည့်ထားကြပြီးတကောအာနုဘောနဲ့ပြည့်စုံတဲ့မြမမင်းကြီးရဲ့ကိုးပွားတော်တွေဖြစ်တဲ့ တမန်တော်တို့ကလည်းအကျိုးအကြောင်းတွေကိုတကားဆောက်နှစ်သားတို့နားလည်အောင်ပြောဆိုကြပြီးမိမိတို့ဟာမြမမင်းကြီးအလိုရှိချိန်တိုင်းနမင်းကြီးစီအချိန်မရွေးလာရောက်တွေ့ဆုံနိုင်သူတွေဖြစ်ကြောင်းဘလို့ပဲပြောပြပါစေ၎င်းနှစ်သားတို့ဟာပြက်ရည်ပြုဝင်ခွင့်မရအောင်တာမြင်လိုက်တဲ့နှစ်သားနှစ်ပါးကလည်းမိမိတို့ဟာနှစ်ပေါင်းများစွာပိတ်မှန်တကားကိုစောင့်ကြကြတဲ့သူတွေဖြစ်ကြပြီးလာရောက်သူတွေဟာမိတူတူတယောက်မှအခွင့်ထူးခံရရှိသွားကြတယ်ဆိုတာမရှိခဲ့ ဘူးလို့ဆိုကြတဲ့အဲ့ဒါကြောင့်မဲတမန်တော်လေးဦးတို့ဟာ၎င်းတကားဆောင်နှစ်သားနှစ်ပါးတို့ကိုမာနတ်တွေအဖြစ်မွေးဖားလာက သုံးဘွားတိုင်းတိုင်းနလာယနာနမင်းကြီးကိုယ်တိုင်အတင်တို့ကိုနှိမ်နင်းနိုင်ပါစေဆိုပြီးကျင်းစာတိုက်လိုက်ကြတဲ့ဗိမာန်အပြင်ဆူညံတန်ချလိုက်ရတဲ့နမင်းကြီးဟာ အနာယူရမနိုးထခဲ့လာပြီးမိမိတကားဆောင်နှစ်သားတို့ဟာမြမမင်းကြီးရဲ့တမန်တော်တွေကိုဝင်ခွင့်မပေးဘဲတားမြစ်နေတာကို အလွန်ထိတ်လန့်သွားခဲ့တဲ့ နမင်းကြီးဟာတမန်တော်တို့ကိုဝင်ခွင့်ပြုပြီးတောင်းပန်စကားဆိုခဲ့ပြီးအဲ့ဒီအခါမှာပဲတကားဆောင်နှသားတို့ဟာမိမိတို့အပြည့်အတွက်ထိတ်လန့်တုန်လှုပ်သွားကြပြီးဒီမာမင်းကြီးရဲ့တမန်တော်တွေပြန်သွားတဲ့အထိဆောင်ခဲ့ကြတယ်တမန်တော်တွေပြန်သွားကြပြီးနောက်မှာတော့နှသားနှပါတို့ဟာနမင်းကြီးထံကျင်းစာတွေကိုပယ်ဖြတ်ဖို့တောင်းဆိုခဲ့ကြပြီးတကားဆောင်နှသားတွေအဖြစ်ဂျပန်ပြန်ရောက်ခြင်းကြောင့်ထပ်ပြီးတောင်းဆိုခဲ့ကြတယ် တို့ပင်မဲ့ချင်းစာဟာတီတက်နေပြီးလက်ကားနှပါတို့ဟာမန်နက်တွေဖြင့်မွေးဖွားလာရပြီးနမင်းကြီးက၎င်းမန်နက်တို့ကိုချင်းစာအတိုင်းနေနေရမှာဖြစ်တယ်။ အဲ့ဒီနောက်မကြခင်မှာပဲနှစ်သားနှစ်ပါးနဲ့တပါးဟာဟီလန်ဘလူးကြီးဖြစ်မွေးဖွားလာရပြီး၎င်းဘလူးကြီးဟာဇန်ကျင့်စဉ်အားထုတ်တဲ့သူဖြစ်ပြီး အရှင်ရှိဝါရဲ့ကောင်းကြီးပေးခံရတဲ့အတွက်စကြဝဠာမှာရှိတဲ့ပြိုင်ဖက်တွေကိုအနံ့ရနိုင်တဲ့တကူးကြီးဘလူးဖြစ်လာတဲ့ဒီလိုမလိုအပ်ပဲတကူးအင်အားကြီးလာတဲ့အတွက် ဘလူးကြီးဟာအထင်းကိုမဲ့ပြီးလောကသုံးပါးကိုပြည့်စည်အောင်စတင်ဖန်တီးပြီးလူသားတို့ရဲ့ကဘာမြေစီလွားကြီးကိုလည်းလိမ့်လိုက်ကသမုတ်တရားအောက်မှာဝတ်ထားလိုက်တဲ့။အဲ့ဒီအခါမှာတော့ကဘာကြီးဟာမြေစီလွားမရှိတော့တာကြောင့်ကဘာတစ်ခုလုံးရေရီနဲ့ဖုံးလွှမ်းနေခဲ့တယ်။လာလာယနနမင်းကြီးဟာ၎င်းဘလူးကြီးကိုနှိမ်နှင်းဖို့ဖြစ်လာပြီးနဝတ်ကြီးဝရဟအဖြစ်ကိုရောင်ဖန်ဆင်းလိုက်တဲ့။ ၎င်းနတ်ဝတ်မင်းရဲ့ခနာကိုဟာကြီးမားထွားကြိုင်းနဲ့လူသားခနာကိုဖြစ်ပြီးဦးကောင်းဟာတောဝတ်တရံနဲ့အေယာမစိန်အဆွေကြီးရှိကနတ်မောင်နဲ့အသားရည်ရှိတဲ့နတ်ဝတ်မင်းအဖြစ်ကိုရောင်ဖန်ဆင်းလိုက်တဲ့နတ်မင်းကြီးဟာလူပြည်ကို ရောက်ရှိလာပြီးကဘာမြေစီလွာကိုဝတ်ထားရာသမုတ်တရာအောက်ကိုဆင်းသက်ခဲ့တယ်။အဲ့ဒီနောက်မှာတော့ဘလူးကြီးဝတ်ထားတဲ့ကဘာမြေစီလွာချက်ကြီးကို တွေ့ရှိသွားပြီး နဝက်မင်းကမိမိအေယာမစိန်အစွဲကြီးနဲ့ကပားမေးစည်းလွားကိုတူးယူနေခြင်းဘလူးကြီးဟာရောက်ရှိလာပြီးဘလူးကြီးကနဝက်မင်းကိုတားဆီးဖို့ကြိုးစားရင်းရေအောက်တိုက်ပွဲကြီးကလည်းစတင်လာတော့တယ် တိုက်ပွဲဟာရပ်ပေါင်းများစွာကြာမြင့်ပြီးသမုတ်တရားတခွင်ဟာလည်းတိုက်ပွဲတန်နေမိဟိနေခဲ့တယ်။နောက်ဆုံးမှာတော့ဟီလန်ဘလူးကြီးဟာဟန်ချက်ပြတ်သွားပြီးနဝက်မင်းကြီးရဲ့ရိုက်ချက်ကြောင့်ရေထဲမောက်ကျသွားပြီးနဝက်မင်းကမိမိအေယာမစိန်ဆွဲကြီးနဲ့ဘလူးကြီးရဲ့ဝမ်ပိုက်ကိုထိုးဆိုင်ပြီးနောက်ဘလူးကြီးဟာလဲကျသေးဆုံးသွားခဲ့တယ်။ ိုက်ပွဲပြီးဆုံးသွားပြီးနောက်နဝတ်မင်းဟာကပားမီစီလွာချက်ကြီးကိုထမ်းရွက်ပြီးဒဂိုမူလာအတိုင်းကပားမြေပြင်အဖြစ်ခင်ထားပေးခဲ့တယ်။တာဝန်ကြီးပြီးဆုံးသွားပြီးနောက်နဝတ်မင်းဟာ နာလာယနာနမင်းကြီးအဖြစ်ပြန်လည်ဖန်ဆင်းပြီးမိဘုံဗိမှန်စီပြန်သွားကအနားယူလိုက်တဲ့အဲ့ဒီနောက်နာလာယနာနမင်းကြီးဟာလောကသုံးပါးကိုမူလာအတိုင်းဆက်လက်ကြီးရှုဆောင်ရှောက်နေတော်တဲ့ ယနေ့တင်ဆက်သွားပေးတဲ့အကြောင်းကတော့ကဘာကြီးကိုကဲတင်မဲ့ဝရဟနဝတ်မင်းကြီးအကြောင်းဖြစ်ပြီးတငယ်ချင်းတို့ကြိုင်းနေတတ်မယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲ၍အချက်လက်များလွှဲမှချင်းသို့မဟုတ်ကြန့်ရှိခဲ့သည်ရှိသောကျမတို့ဖွေသားများမှတောင်းပန်အပ်ပါတယ်။တငယ်ချင်းတို့ဒီဆက်လက်လေးများကြိုင်းနေတတ်ရင် like subscribe and share လုပ်ပေးဖို့မမေ့နဲ့နော်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။